အားလုံးပဲမင်္ဂလာပါရှင်။သူရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့အဲရန်ကိုအရသာရှိရဲ့စုဖို့ရွက်ချက်ဥကြော်လေးကိုပုံစံနှမျိုးနဲ့ကြော်ပြမှာဖြစ်ပါတယ်။တမျိုးကတော့အခုခေတ်စားနေတဲ့အစိလိုက်ကြော်တဲ့ပုံစံလေးပဲဖြစ်ပါတယ်။ဒီစုဖို့ရလေးကိုကျောင်းနဲ့အစိလိုက်အဆက်လေးကြော်ပြမှာဖြစ်ပါတယ်။နောက်တစ်မျိုးကတော့သူတို့ကြော်နေကြပုံစံအတိုင်းအယွမ်းလူလေးတွေခြွေပြီးတော့ကျောင်းလေးနဲ့အစိမ့်လေးကြော်ပြမှာဖြစ်ပါတယ်။ ပုံစံနှမျိုးကြောစားဖို့အတွက်စူပုံရွက်နှစ်စီးနဲ့ကြက်ဥသုံးလုံးကိုအသုံးပြုထားပါတယ်တစည်းကိုတော့အစည်းလိုက်တိုင်းကြော်မှဖြစ်ပြီးတော့နောက်ထပ်တစည်းကိုတော့အရွက်နူလေးတွေပဲခြွေပြီးတော့အသုံးပြုမှဖြစ်ပါတယ်။အရင်ဆုံးစူပုံရွက်တစည်းကိုအရွက်နူလေးတွေခြွေလိုက်ပါမယ်။စူပုံရွက်လေးတွေခြွေပြီးသွားပြီဆိုလို့ရှိရင်ရေလေးနဲ့စေးပါမယ်။ အရင်ဆုံးအစီလိုက်ကိုနှစ်ထပ်ဆေးပါမယ်။ပြီးရင်တော့ရေဆေးပြီးတဲ့အခါမှာစကားလေးနဲ့စစ်ထားပါမယ်။ပြီးတော့အရွက်ချွေထားတဲ့စုပုံရွက်လေးတွေကိုလည်းပဲနှစ်ထပ်စီးလိုက်မှဖြစ်ပါတယ်။စုပုံရွက်လေးတွေရေဆေးပြီးတော့စစ်ထားပြီးတဲ့အချိန်မှာဒီကြက်ဥသုံးလုံးကိုဖောက်ထည့်ပါမယ်။ ကျဲဥရဲကိုစားလက်ဖက်စားစွန်းတဝက်အသားမုံလက်ဖက်စားစွန်းတဝက်ကိုထည့်ပြီးတော့မှုလိုက်ပါမယ်ဒီတော့ဒီအဆက်ပုံစံလေးပါစားချင်တာမူငရုတ်သေးစိမ့်လေး၂00လောက်ကိုညှက်ထားလိုက်ပါမယ်။ကြော်ဘူးပစ္စည်းတွေအဆင်သင့်ဖြစ်နေပြီဆိုရင် စားပြီးတော့ကြော်ပါတော့မယ်။ဒေအိုးရဲကိုစီအဟင်းခတ်စွန်းနဲ့တစွန်းထည့်ပါမယ်။ ီပူလာပြီဆိုရင်ခုနအစီလိုက်အဲစူပုံရွက်ကိုအရင်စကြောပါမယ်စုပေါ်ရွက်ထည့်ပြီးရဲ့အခါမှာခုနမှွေထားတဲ့ကြက်ဥတဝက်ကိုလောင်းထည့်လိုက်ပါမယ်။မီးအားကိုတော့အဲရှော့ပြီးတော့နည်းနည်းမီးအားနည်းနည်းနဲ့ပဲကြော်ပါမယ်။ပြီးရင်တော့ဒီငရုတ်သီးစိမ်းလေးတွေကိုအပေါ်ကနေဖြူလိုက်ပါမယ်။ တစ်ဖက်ချက်သွားပြီဆိုလို့ရှိရင်နောက်တစ်ဖက်ကိုလှန်ပြီးတော့အဲကြော်ပါမယ်စုပေါင်းရွယ်နဲ့ကျဲဦးလေးတွေအတွင်းထဲထိအကျဉ်းကြီးအောင်လို့အပေါ်ကနေဖြီးပြီးတော့ကြော်ပေးပါတယ်။ဒီနေရာမှာတော့အဲဒီကျဲဦးတွေမှာအရသာပါပြီးသားဖြစ်တာမို့လို့ဒီစုပေါင်းရွယ်ထဲကိုထည့်ပြီးတော့စားချုံမုံထပ်မထဲတော့ပါဘူးရှင်။ နှစ်ဖက်လုံးလှန်ကြည့်ပြီးတော့ချက်သွားပြီဆိုရင်ပကံထဲကိုစစ်စစ်ပြီးထည့်ပါမယ်။သူကတော့ဒီစုဖို့ရွက်အဖျားလေးတွေနဲ့ငယူသီးပက်ကလေးတွေနည်းနည်းတူးသွားပါတယ်။ပြီးရင်တော့ဒီဒေဦးထဲမှာကျန်တဲ့စီလေးနဲ့ပဲအရွက်ချွေထားတဲ့ဒီစုဖို့ရွက်လေးတွေကိုစက်ကြောပါမယ်။စီကအရန်နေနေတာမို့လို့အဲစီစိမ့်လေးပဲသူနည်းနည်းထထဲလိုက်ပါတယ် ီစိမ့်နဲ့မနဲ့အောင်ခဏလောက်အောင်မှွေပြီးတဲ့အခါမှာချက်ဦးလေးကိုလောင်းထည့်ပါမယ်သူရောငရုတ်သီးစိမ့်မထဲတော့ပဲနဲ့အစိမ့်တသက်လေးပဲကြုံလိုက်ပါတယ်။ဟိုဘက်ဒီဘက်လမ်းကျော်ပြီးတော့အကျဲ့ညီသွားတဲ့အခါမှာပကံလေးကိုပြောင်းထည့်လို့ရပါပြီ။အခုဆိုရင်တော့စားခြင်းစပွဲစူပုတ်ရွက်ချက်ဥကျော်ပုံစံနှမျိုးကိုရပြီဖြစ်ပါတယ်။ ီအစီလိုက်ကြော်ထားတဲ့စူပုံရွယ်လေးကိုအအစီလေးဖြတ်ပြီးရဲ့အခါမှာ ကိုစားမဲ့ပုံစံလေးအတိုင်းစိတ်လိုက်ပါမယ်ဒီအစိမ့်ကြော်ထားတဲ့အဲဒီစူပေါ်ရွေးချက်ဥကြော်လေးတွေကိုလည်းပဲအစိတ်ကလေးစိတ်လိုက်ပါမယ် ဒီစူပေါ်ရွေးချက်ဥကျော်လေးတွေကစားကျင်စပွဲဖြစ်နေတာမို့သူကတော့ဒီပူပူလေးကိုပဲတခါရင်မြည်ကြည့်လိုက်ပါတယ်။ဒီအစီလိုက်ကြောထားတဲ့ဟာလေးကတော့ဒီအဆက်အရာတာရောအစိမ့်အရာတာရောစီထဲမှာနှစ်ပြီးကြောထားတဲ့အတွက်တော်တော်လေးကိုစားလို့ကောင်းပါတယ်။ဒါပေမဲ့လို့ဒီအယိုးနေရာလေးကိုတော့ဖယ်ပြီးတော့စားရမှာဖြစ်ပါတယ်။ ဒီအစိမ့်အရသာလေးကတော့အဆက်မစားတဲ့သူတွေအတွက်အဆင်ပြေပါဗါတယ်။အဲသူကတော့အဖက်တေရှင်းရတဲ့ပြဿနာမရှိပါဘူး။ပုံစံနှမျိုးလုံးကစူပေါ်ရွယ်ဆိုင်တဲ့သူတွေအတွက်အရန်ကိုရတာရှိတာမို့လိုက်ကြောစားကြည့်ကြပါနော်။ဒါပေမဲ့လို့သွေးတိုးတတ်တဲ့သူ အကျော်တတ်တဲ့သူတွေကတော့ရှော့စားပေးပါရှင်။ ထူးရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရဲ့အတွက်ကျေးဇူးများတင်ပါတယ်။နောက်ထပ်ဗီဒီယိုသစ်တွေလည်းတင်ပြီးအောင်ပါမို့ထူးရဲ့ channel လေးကို like and subscribe button လေးနှိပ်ပြီးတော့အားပေးသွားကြပါအောင်ရှင်။